လာမဲ့ခြောက်ဝဲမှာစောက်လို့ရဖြည့်သေးလားဆိုတော့စောက်လို့ရတော့မဖြည့်သေးမဟုတ်ဗျာအောင်အောင်မို့လဲခရင်အောင်မအောင်ပြီးတော့လဲထွက်ဖို့ခရင်အောင်မယ်ကျွန်တော်တည့်ရဲ့အဲကျွန်တော်တည့်ရဲ့လူတွေတော့မှာတက်တန်းကုံအောင်ပြီးလို့တက်တန်းကုံကအခုချိန်မထွက်လိုက်ရတော့ဘူးနော်နှမျိုးစရာကောင်းပါလေချစ်ပြစ်ဆရာတဲ့ချိန်တွေရောငွေတွေရောနှမျိုးစရာကောင်းပါတကယ်လို့ဖြည့်မယ်ဆိုရင်တော့ဆောင်းမွေးရနောက်နှစ်6လပိုင်း7လပိုင်းဝင်ကြလောက်ပါရှိမယ်ကျွန်တော်ထင်တည့် မှန်မှန်ပါတယ်ပေါ့နော်အဲ့လိုဖြစ်ရင်တော့ကိုထုတ်မဖြေကြပါဘူးစာကြိုးစားပြီးတော့ Google တိုင်းသင်္นานလေးတက်ပြီးအလုပ်လေးလည်းလုပ်ပေါ့သင်္นานလေးတက်ပြီးဓာကြီးရွယ်အားကိုမနေရနဲ့သင်္นานသင်္นานလေးတက်လုပ်လေးလုပ်ပြီးတော့ဘယ်မှာပြုထားပါပေါ့တကယ်လို့တက်ကတော့တက်ကြီးနေပြီး33ကျော်ရတော့စိုက်ပျိုးရေးဝင်ဖြစ်ပေါ့ဗျာတက်ကြီးရဲ့လူတွေလည်းကန်ဆယ်ဖြစ်တာများနေရဆိုတော့တကယ်လို့33မှာကျော်ရင်တော့ကျွန်တော်တို့စိုက်ပျိုးရေးဝင်ဖြစ်ကိုကြံပေးပါရဗျာ ဒါတော့ကျွန်တော်တွင်းပြီးတလောက်လေးပြောပြဟာကျွန်တော်လူတွေရောအမြင်ပဲဖြစ်ပါတယ်ကီလို45မလို့တထည်ရတာပါနိုင်လားဆိုတော့တထည်ကြီးကသူတို့ကကြိုက်မတူဘူးတချို့တထည်ကြီးရောလေတက်ကြီးရကြိုက်တယ်သူကလုံးတရကြမ်းရမ်းရမယ်ထွက်မပြေးနိုင်မယ်လူတွေကိုကြိုက်တယ်တက်ကြီးရဲ့လူတွေရွေးခေါ်တယ်တချို့တထည်ကြီးရောလေတက်ငယ်တဲ့လူတွေရွေးခေါ်တယ် ခိုင်းရလို့ကောင်းတာပေါ့နော်ခိုင်းလို့ကောင်းတယ်နောက်ပြီးတော့တချို့တတိကြောက်လည်း weight တောင်းတာရောရွေးခေါ်ရပြတချို့တတိကြောက်လည်းခန္ဓာကိုယ်သေးတာရွေးခေါ်တတိယဒီဘက်ကတတိယအကြိုက်မတူးပေါ့နော်ကိုသူ့လုံငန်းဝင်တဲ့ဆိုင်တဲ့ဟာတွေကိုရွေးခေါ်တာဖြစ်တဲ့အတွက်အဲပူကြတော့မလို့ပေါ့နော်ဒါကခန္ဓာကိုယ် weight နည်းတယ်များတယ်အဲ့ဒိတ်ပူကြမလို့ဘာလို့လဲဆိုတော့သူတို့ဒီချင်းပြင်းပြီလို့ basket ထဲမှာအောင်ပေးခဲ့ပြီဆိုတော့အဲ့ဟာတော့ပူကြမလို့ပေါ့နော်သူကိုယ်ကိုကြိုက်တဲ့ဟာတတိယတတိယရှင်ပြည်မဲ့တတိယရွေးခေါ်နေမယ် ကိုဘကတော့ကိုဘကဆိုရင်လည်းသူကကိုလောရမယ်တောင်းနေကိုပြီးသွားပြီဆိုကန်တရားပဲဆောက်ရမယ်ဆိုတော့ဘာမှတွေ့တော့ပူရမလို့ကောင်းကုသိုလ်ကောင်းမှုစာများများစွာလုပ်ပြီးတော့ဗျာနောက်ပြီးတော့နောက်ပြီးတော့ညီလေးကခန္ဓာကိုယ်က55ကီလိုဆိုတော့ဒီဘက်ကတထေးရတော့သူကစင်ပြေရဲ့လူတွေသူသူလုံးနဲ့ကိုက်ရတဲ့ဆေးရတော့ခေါ်လိုက်မယ်အဲ့တော့ကိုခန္ဓာကိုအားမရဘူးဆိုရင်နည်းနည်းလေး weight တင်းထားဖို့ဒီဘက်ရောက်တဲ့ချိန်မှာ ြမ်းနိုင်လောက်အောင်မယ်ဆိုဒီဘက်ရောက်တဲ့ချိန်မှာအများစုကပင်မန်းတာအများရဲ့အတွက်ကိုယ့်အကိုအဲ့မှာလောပီမှာအလုပ်လေးပါလေဝင်းလို့ပါနောက်ပြီးတော့ခန္ဓာကိုယ်ဝိတ်တွေပါလေတက်အောင်လည်းလေ့ကျင့်လေးပါလေလုပ်ပေါ့ကွာအဲ့မှာဒီဘက်ရောက်သွားရင်ရှင်းပြရမလို့ဒီဘက်ကတထေးတွေကတော့ဒီလေးစကေးတက်မှာပြည့်မီအောင်ပေးလိုက်ရဖြစ်တဲ့အတွက်ဝိတ်နည်းများတော့ပူကြမလို့ပေါ့နော်ဒီဘက်ကတထေးတွေတော့ကိုယ်ခေါ်သွားလိမ့်မယ်အဲ့တော့ကတော့အလျှော့မရှိပါဘူးခေါ်ပါလေလို့ပြောပါတယ်ခေါ်ခေါ်ခေါ်ပါလေပေါ့နော်ကိုရီကတော့လည်းဝိတ်ဘလောက်မှမရှိ50ကျော်လေးနဲ့ပဲရောက်လာတာပဲ ကိုယ်ထက်နေတဲ့လူတွေလည်းရောက်လာကြတာပဲအဲ့တော့ကတော့တိတ်စိုးရိမ်မနေပါနဲ့လို့ပြောလိုက်ချင်ပါတယ်ခင်ဗျာ